ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေခွန်းရှင်ကကိုဝင်းထွတ်ကျော်ပါဝင်းထွတ်ကျော်ဟုတ်ကဲ့ဆရာကြီးဟုတ်ပြီအသက်30ပါဆရာကြီးဟုတ်ပြီထိုင်းမှာပါရေပိုက်တွေတဲ့လုပ်ငန်းကိုလုပ်ပါတယ်တဲ့ဟုတ်ပြီဆရာကြီးခင်ဗျာတဲ့ကျမ်းမာရေးမကောင်းတာကြပါပြီတဲ့ဟုတ်ပြီထမင်းနေနေစားတာနဲ့တဲ့နေမရထိုင်မရအသက်ရှူကြပါတယ်တဲ့နေသူစကားမျိုးပြည့်နော် ထမင်းစားတာနဲ့အသက်ရှူချက်တယ်ဟုတ်ကဲ့ဟုတ်ပြီအသက်ရှူအဲ့ဒါအဲ့တော့သူအစာရင်မှာဒီပြည့်အစာမချိနိုင်တော့ဘောနော်ဟုတ်ကဲ့ဆရာအဲ့ဒါအဲ့အတွက်အခုတစ်ဖြတ်တည်းဆရာအကြံပေးချင်တာဟောစားတဲ့အခါမှာဟုတ်ကဲ့ဆရာအလုံများတယ်ဆိုပြီးတော့မြင်မြန်မစားပါနဲ့ဟုတ်ကဲ့ဆရာညံ့ညက်ဝါတဲ့အကျဉ်းလို့ပါဖြစ်နိုင်ရင်တညက်နေချာတညက်နေချာပေါ့နော်စံပြုတ်သို့မဟုတ်မြူစံပြုတ် ဟုတ်ကဲ့ဆရာ။တုံးကြီးဦးပြုတ်ဟုတ်ကဲ့ဆရာ။အခုခေတ်အဲ့ဒီမှာသားရွှေမှာရလွယ်ရအပြုတ်ပေါ့နော်။စံပြုတ်ကတော့တေချာပေါ့ရအောင်ပေါ့။ဟုတ်ကဲ့ဆရာ။စံပြုတ်မြူစံပြုတ်ကြီးဦးပြုတ်အဲ့လိုအပြုတ်ကိုတောက်ပေးပါလို့ဟုတ်ကဲ့ပါဆရာ။နောက်လမ်းလျှောက်ပါလမ်းလျှောက်တဲ့ကျင်းလုပ်ပါ။နော်အဲ့လုတ်ပြီးလို့ရှိရင်ဒါတက်တာတော့ပါလိမ့်မယ်လို့ဟုတ်ကဲ့ဆရာကြီးဆရာကြီးပြောတဲ့အတိုင်းပဲသူရေးတာလေးဆက်ဖတ်ပြပါမယ်ထိုင်းရဆရာဝန်ကြီးကအစာရင်ယောဂါလို့ပြောပါတယ်တဲ့ နှလုံးလဲဒါတည်ကြတယ်လေဟုတ်နှလုံးလဲအောက်ပါတယ်တဲ့ဟုတ်ပြီအလုတ်ကနားကျင်ပေမဲ့တဲ့နားလို့မရပါဘူးတဲ့ဒါပေါ့လောက်အောင်ပေါ့ဟုတ်ကဲ့အလုံနေနေလုတ်တာနဲ့တဲ့တအားမောပါတယ်တဲ့ဟုတ်ပြီအဲ့ဒီအလုတ်တဲ့အခါမှာအလုတ်အလုတ်လုတ်တဲ့အခါမှာအလုတ်ထဲကိုစိတ်ဝင်စားသွားရဲ့အသက်မရှိဘူးအဲ့ဒါသတိချရမယ်ဟုတ်ကဲ့ဆရာကြီးအဲ့ဒါကြောင့်အလုတ်လုတ်နေနေတဲ့ကိုပေါ့ကိုဟာအသက်ရှူလျက်နေအလုတ်လုတ်တယ်လို့ကိုကိုကိုအတိအမှတ်ပြောင်း နှာခေါင်းကရှူသွင်းပဇက်ကထုတ်ရှူသွင်းပဇက်ကထုတ်အဝါအောင်ရှူသွင်းပဇက်ကထုတ်အလုံးလုံးနေတဲ့ကိုအဲ့လိုဒီအသက်ရှူနေတယ်လို့ကိုအသက်ကိုဝါဝါလေးရှူနေတယ်လို့တိအောင်တတိထားလို့ပါနောက်တစ်ခါတော့ကိုလှုပ်တဲ့နေရာမှာ မတက်ရှင်းတဲ့အနံ့အသက်တွေရှိရင်အဲ့ဒီလိုနေရာမျိုးဆိုကိုရှောင်ရမယ်ဟုတ်ကဲ့ဆရာမရှောင်တာဘူးဆိုရင် မက်စလီဘာဘာဖြစ်ဖြစ်တက်ပြီးသားရမယ်နော်ဘာလို့လူကိုမှာအသက်ဆိုတာဘယ်နှချောင်းပါတာလေတချောင်းမှပါအသက်ကတချောင်းမှပါလားဟုတ်ကဲ့ဆရာကြီးနောက်ထပ်အပူမွေးတဲ့ခလေးတိုင်းမှာအသက်တချောင်းအပူပါတာရှိလားမပါပါဘူးဆရာကြီးအသက်ထွက်သွားလို့ဆိုတာဘာဖြစ်တာလဲလေထွက်သွားလေရက်သွားတာဟုတ်ကဲ့ထွက်သွားတယ်ပြောလို့လေရက်သွားတာလေရက်သွားတာပေါ့ဟုတ်ကဲ့နော်လေဟာတရားမလို့ညမတိုင်ရင်စေးမှာ လေမျိုးဘယ်လောက်တောင်ကြားဘူးလဲလေမျိုး80ပါဆရာ80တောင်ကြားဘူးနော်အဲ80ထဲမှာဒုက္ခနာကိုမှအရေးကြီးဆုံး6မျိုးရှိတယ်အဲ6မျိုးတွေမှာဒါတစ်ခုပြုပြရမယ်ဟုတ်ကဲ့ဆရာထွက်လေဝင်လေရဲ့အင်္ဂါကြီးငယ်သွားတဲ့လေရဲ့ဟုတ်ကဲ့အဲ့ဒါစနစ်တကျအခုဆရာကြီးအကြံပေးတဲ့အတိုင်းလုပ်ပါနောက်ထပ်ဒီပင်လုံကနေပြီးတော့ပင်လုံเนาะဟုတ်ကဲ့ဆရာအဲ့ဒါလွှင့်နေတဲ့အတန်တွေလည်းအားတိုင်းအားတိုင်းနားထောင်ပါအဲ့ဒီတိုင်းလိုက်နာခြင်းအားဖြင့် သားရဲ့ဝေဒနာတွေဟာအကုန်ကြမများပဲနဲ့ကြမ်းမာလာတဲ့အမျိုးကောင်းသားတယောက်ဖြစ်လာမှာပါဖြစ်လာပါစေလို့တဲ့ဆရာကြီးကမေတ္တာပို့လိုက်ပါတယ်ဗျာဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးအားလုံးအစာဝအနာကင်းဘုရားရှင်ကြပါစေဗျာ